မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရိုးမကိုဖျက်ကျော်ခြင်းသို့မဟုတ်မကွေးဝင် ပေါရဲ့နောက်ဆုံးခံတဲ့နှက်ရီကန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ်မိုးဥဝင်ရောက်လာတဲ့အခါရုံးမပေါ်ဖြတ်ပြဲရင်မြောက်ဘက်ကိုဥတီလဲကသားပေါရအရက်စီမိုင်းထောင်ချီပြန်လိပြီးဂျိုးချာငတ်တို့ရဲ့မိုင်းထောင်ချီခရီးစဉ်အစရောခင်မောင်တို့ရဲ့ဂျိုးချာတန်းတချင်းစားသားတဲ့ကဂျိုးချာငတ်တို့ရုံးမအထက်တက်ကိုဖြတ်ကျော်ပြီးမိုင်းထောင်ချီတဲ့မွေးရမြေခရီးကိုပြန်ကြသလိုတော်လန်သူတွေရဲ့အိမ်ပြန်ခရီးအတွက်အာရကတက်တော်အေးအေးနဲ့မဟာမိတ်တော်လန်ရေးအင်အားစုတွေဟာရခိုင်ရုံးမပုတ်ကိုချင်းင်းဝင်ရောက်ဖြတ်ကျော်နေပါပြီ။ ရခိုင်ပြည်နယ်အမ်းမြို့အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအရကတက်တော် AA နဲ့မဟာမိတ်တော်လရေးအင်အားစုတွေ2024ခုနှစ်ဒီဇင်ဘာလတတိယပတ်အကုန်မှာတိမ့်ပတ်ရယူပြီးနောက်ပထဝီလန်းကျောတက်ဆက်တဲရှိနေတဲ့မြေပြင်ဒေသမကွေးတိုင်းအတွင်ပိုင်းတီဝင်ရောက်နိုင်ဖို့ထိုးစစ်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။ရခိုင်ရိုးမတောင်ကျောကနေမြေပြင်မကွေးတိုင်းအတွင်ပိုင်းတီဝင်ရောက်နိုင်ဖို့အတိကလန်းကျောင်းဟာအံပဒံလန်းကျောပဲဖြစ်ပါတယ်။အဲ့ဒီနေသားမြင်းလန်းကျောပေါ်တရုတ်တငွေပိုက်လိုင်း စီမံကိန်းကိုလုံခြုံရေးယူထားတဲ့စစ်အုပ်စုစခန်းတွေလည်းရှိသလိုစစ်ရေးအရာယူဟာကြတဲ့အထိုင်စခန်းတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။အဲဒီလိုစစ်အုပ်စုစခန်းတွေရှိနေတဲ့အမ်ပဒန်လန်ကျောပုတ်ကိုဖျက်ပြီးမကွေးတိုင်းအတွင်းကိုဝေးရောက်နိုင်ဖို့အာရကတက်တော် AA နဲ့မဟာမိတ်တော်လည်းရေးအင်အားစုတွေဟာအခုနှစ်ဇန်နဝါရီလမှစတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အမ်းမြို့နယ်နဲ့မကွေးတိုင်းငပယ်မြို့နယ်အမ်ပရန်လန်နေချာမြင်းပေါ်တရုတ်ဓာတ်ငွေပိုက်လိုင်းစီမံကိန်းကိုလုံခြုံရေးယူထားတဲ့စစ်အုပ်စုကံမြင့်ကံစခန်းကိုအာရကတက်တော်ကဇန်နဝါရီလ22ရက်မှာထိမ့်ပိုက်ခဲ့ပြီးနောက်မကွေးတိုင်းအတွင်ပိုက်တီရောက်ရှိလာတဲ့အာရကတက်တော်ဟာအမ်ပရန်လန်ပေါ်ရှိအထက်တုံးကြီးအောက်တုံးကြီးနဲ့မထုံကျေးရွာတွေကစစ်အုပ်စုအထိုင်စခန်းတွေကိုဖေဖော်ဝါရီလ16ရက်မှာချက်မှန်ထိမ့်ပိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်မကွေးတိုင်းအတွင်းပိုင်းအထိထပ်ဖြည်းဖြည်းတိုးဝင်လာခဲ့ပြီးပသိမ်မုံရွာလမ်းပေါ်ဗရန်မျိုးနဲ့မိုင်း30ခန့်အကွာမြင်းဖြောင်းအတိုင်းဆိုပါက10မိုင်ခန့်အကွာမှာရှိတဲ့နယ်ရီကန်စစ်အုပ်စုအထိုင်းစခန်းကိုတိုက်ခိုက်နေတာအခုဆိုရင်တလကျော်ရှိလာပြီဖြစ်ပါတယ်။ ရခိုင်ရိုးမှရှိအမ်ပဒန်လန်ကျော်ပေါ်ကအမြင့်ပေမီတာ1500လောက်ရှိတဲ့နရီကန်လေချောင်းရံကာကွယ်ရေးအထိုင်ချစက္ကန်ဟာစည်ရေးအရပြူဟာကြတဲ့စက္ကန်ဖြစ်ပြီးအာရကတက်တော်အနေနဲ့မြေပြတ်မကွေးဒေသစီဝင်ရောက်နိုင်ဖို့စစ်အုပ်စုရဲ့နောက်ဆုံးခံတက်စီတစ်ခုလည်းဖြစ်ပါတယ်။ နဲ့ရေကန်ကအကြီးဆုံးပဲဖြူဟာလဲကြတာပေါ့ကားလန်းအပေါ်စီကပဲအမြင့်ဆုံးနေရာမှာလဲနေနေတာသူကြရင်တော့ကြံတဲ့ဟာတွေကတော့ရိုးမကြီးကိုထိမ့်ဖို့ခတ်သွားမှာပေါ့ရိုးမထိမ့်ဖို့ခတ်တယ်ဆိုရင်ကဖတ်ဆာဆက်လေးကရိုးမအချိန်မှာစောက်ထားတာလေအဲ့ဒီဟာတွေကတော်လည်ရေးအဖွဲတွေဝင်ထွက်ရတာပိုလွယ်သွားတာပေါ့နဲ့ရေကန်ကတော့နောက်ဆုံးစီလို့ပြောလို့ရတယ်ဟူရခိုင်ရိုးမပေါ်မှာလှုပ်ရှားနေတယ်တော်လည်ရေးအဖွဲတကူရဲ့စည်ရေးတရေရင့်မြတ်တဲ့ဦးကပြောပါတယ် မကွေးတိုင်းမြဖဲမြို့နယ်ထဲမှာရှိတဲ့နက်ရီကန်လေးချောင်းရံကာကွယ်ရေးစခန်းဟာစစ်အုပ်စုအင်အား400လောက်နဲ့အထိုင်ချထားတဲ့စခန်းဖြစ်ပြီးအရကတက်တော် AA နဲ့ထော်လရေးပူပေါင်းအဖွဲ့တွေကဖေဖော်ဝါရီလ18ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းဘက်ခြမ်းအမ်ပဒန်လန်ပိုင်းရခိုင်ရိုးမဘော်ကနက်ရီကန်စခန်းဟာအမြင့်မားဆုံးတောင်ထိပ်စခန်းဖြစ်တဲ့လို့စစ်အုပ်စုအင်အားအကောင်ဆုံးဖွဲ့စည်းထားတဲ့အခိုင်အမာစခန်းလေးဖြစ်တယ်လို့တော်လရေးအင်အားစုတွေကပြောပါတယ်။ဒီဘက်တော့မရှိတော့ဘူးနက်ရီကန်ပြီးရင်ပြီးပြီးတောင်ပေါ်ကတော့ ခုတ်ကြီးကလည်းနေရီကန်နာမှာပဲနေရီကန်ပဲမိန်အဓိကယူထားတာအနာကစက္ကန့်တွေနေရီကန်ပြီးရင်ပြီးသွားပြီအခုတောင်မှလှုပ်မရတာနေရီကန်မကြခင်တော့လှုပ်မရတာကားလန့်လောက်ပဲ point လေးတွေချပြီးတော့ကင်းပုံးဝေးအလောက်အစင်ပဲဖြစ်သွားပြီလို့စီရီတရင်ရင့်မြကျေဦးကပြောပါတယ်နေရီကန်စက္ကန့်ရဲ့အောက်ဖက်ကရက်မှာလင်းတဲစွန်တက်ဖတ်စီ လိုင်းနောင်နဲ့ဂုတ်ကြီးဆိုတဲ့ရွာတွေပတ်ချလဲတည်ရှိနေပြီးအဲ့ဒီရွာတချို့မှာလဲစစ်အုပ်စုစက္ကန်းတွေရှိနေသေးပေမဲ့နှဲ့ရေကန်အထိုင်စက္ကန်းကြတာနဲ့အလိုလိုပြိုကျလာမဲ့စက္ကန်းတွေဖြစ်တယ်လို့သူကဆိုပါတယ် နိုင်ရည်ကန်စကန်ကိုအရကတက်တော် AA နဲ့တော်လန်ရေးမဟာမိတ်ပူပေါင်းအဖွဲ့တွေစတင်တိုက်ခိုက်ချိန်မှာစစ်အုပ်စုအဖွဲ့ဟာတော်လန်ရေးအင်အားစုတွေရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့်စကန်ဆုတ်ကွာထွက်ပြေးသွားတာတွေလည်းဇက်တိုက်ရှိနေတယ်လို့ချင်းကာကွက်ရေးတပ်အရှုတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းရိုချင်းကပြောပါတယ်ဆုတ်ခွာလာတယ်ဆိုတာကလည်းနိုင်ရည်ကန်တက်စကန်လုံးကြီးဆုတ်ခွာလာတာမဟုတ်ပါဘူးအရကတက်တော်အနေနဲ့ဟိုဘက်ကလည်းထိုးတက်လာတယ်ဆိုတဲ့အရှိန်ကြောင့်ဖြစ်မယ်လို့သုံးသပ်ရတယ် ီလိုမျိုးကြောင့်ခရရန်တွေလက်နက်ကြီးအပါအဝင်အခြားခရရန်တွေကိုရွှေ့ပြောင်းတယ်လို့ပြောလို့ရပါတယ်။အပီးပိုင်ကြီးစကန်းကိုစွန့်ခွာထွက်ပြေးသွားတာတော့မဟုတ်ပါဘူးလို့ချင်းကောက်ခွဲရေးတပ်အရှိုတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းရိုချင်းကပြောပါတယ်။နိုင်ရကန်စကန်းနဲ့အနီးနားကကာကင်းစကန်းတွေကနေမကွေးတိုင်းအတွင်ပိုင်းနဲ့ထွက်ပြေးလာတဲ့စစ်အုပ်စုအဖွဲ့တွေကိုဒေသရင်းတော်လှန်ရေးအင်အားစုတွေကအသာစီးကနေကြားဖြတ်တိုက်ခိုက်တာတွေဇက်တိုက်လုံဆောင်နေပြီးစစ်တုံးပန်းတွေနဲ့လက်နက်ခရရန်များစွာလဲမကြာခဏဆိုသလိုတိမ့်ပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။ ်လက်ရှိမှာစစ်အုပ်စုအနေနဲ့နိုင်ငံခံစက္ကန့်မကြဖို့အရေးမကွေတိုင်းဘက်ကနေစစ်ကူတွေပို့ဆောင်နေတာဖြစ်ပါတယ်အဲဒီလိုနိုင်ငံခံကိုစစ်ကူပို့ဆောင်တဲ့အခါမူလလက်ဟောင်းဖြစ်တဲ့ဗစီလက်ဟောင်းကနေပို့ဆောင်တာများတယ်လို့စစ်ရေးသတင်းရင်းမြစ်တဲ့ဦးကဆိုပါတယ်လန်ဟောင်းဆိုတာကဂျပန်ခေတ်က ဖောက်တဲ့အန်းတောင်ကြားလမ်းပေါ်အဲ့ဒါကိုရှောင်ကွင်းလမ်းလို့လိုက်တော့ပြင်းဝဂိတ်ကနေပတ်ပြီး ဒီဘက်တုံးကြီးရွာကြမှာလမ်းဟောင်းနဲ့လမ်းသစ်ကဆုံတာလမ်းဟောင်းကပဲပိုရာများတယ်လို့စစ်ရေးသတင်းရင်းမြစ်တူကပြောပါတယ်စစ်အုပ်စုဟာနေရီကန်စခန်းမကြဘောအားဖြင့်စစ်ကူပိုရာတွေအပြင်လေးချောင်းကနေလက်နက်ကြီးတွေအသုံးပြုပြီးနေရီကန်စခန်းဘေးကရွာတွေကိုဖုံးကျဲတိုက်ခိုက်တာတွေပြုလုပ်လို့ရှိတယ်လို့ဆိုပါတယ်နိုင်ငံစကန်အောက်ဖက်လင်းတဲရွာဆိုရင်စေအုပ်စုကဖေဖော်ဝါရီလ24ရက်ကတကြိမ်မက်လာ3ရက်ကတကြိမ်နှစ်ကြိမ်လေးချောင်းတိုက်ခိုက်ခဲ့ပြီးအရက်သားပြည်သူ3ဦးသေဆုံးခဲ့က10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ် ။လေရင်ကတော့ထိုးစစ်အရှိန်ညှက်လာပြီဆိုရင်တော့သူတို့ပြစ်ကူတောင်းတဲ့အတိုင်းလာတာပေါ့နော်။ပုံမှန်ဆိုရင်တော့ကင်းထောက်လေရင်ကတော့နေညဒီလိုပဲကင်းထောက်ပြီးတော့အဲ့ဒီကရတဲ့အချက်လက်နဲ့လေချောင်းပြစ်တာတို့လက်နက်ကြီးပြစ်တာတို့အဲ့လိုပဲလောလောဆယ်လုပ်နေတာပေါ့လို့စည်ရေးသတင်းရင်းမြစ်တဲ့ဦးကပြောပါတယ်။အထိနာနေတဲ့စစ်အုပ်စုဟာအရက်သားပြည်သူတွေကိုပြစ်မှတ်ထားလေချောင်းတိုက်ခိုက်ရုံနဲ့မကဖမ်းဆီးတာတွေလည်း စက်တိုက်လှုပ်ဆောင်နေပြီးမလ15ရက်ကနေ16ရက်အထိ3ရက်အတွင်းအယက်သားပြည်သူကိုအူဖမ်းဆီးခံခဲ့ရတယ်လို့အရှိုချင်းဒေတာတအူးကပြောပါတယ် ရှခိုင်းပြည်နယ်အမ်းမြို့နယ်နဲ့မကွေးတိုင်းပဒန်းမြို့ကြားလန်ကျော်တရှာချေးရွာတွေဟာအရှိုချင်းချေးရွာတွေဖြစ်ပြီးဖမ်းဆီးခံရသူတွေဟာလည်းအရှိုချင်းတွေဖြစ်တယ်လို့ချင်းကောက်ွက်ရေးတပ်အရှိုတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းမြို့ချင်းကပြောပါရယ်။နယ်ရေကန်စက်ခန်းကနေမကွေးဘက်ကိုဆင်းလာပါကတရုတ်တပ်ငွေပိုင်လိုင်းဆောင်စစ်အုပ်စုစက်ခန်းညောင်မင်းကုန်းရွာအနီးတရုတ်တပ်ငွေပိုင်လိုင်းဆောင်စက်ခန်းပြင်းဝရွာစစ်အုပ်စုဂိတ်စက်ခန်း ပြင်းဝရွာအနီးကဖျားတောင်ကုန်းပေါ်ရှိစခန်းဗရန်မြို့အနီးစုံကုန်းရွာနာကအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မဆာခာခိုးရငါစာတက်ကူရွာအနီးကအမြောက်တက်အမတ်တ၄၀၉နဲ့ဖိုကုန်းရွာအနီးကအမြောက်တက်အမတ်တ၃၈၅စတဲ့တက်စခန်းတွေရှိနေတယ်လို့ဆိုပါတယ်အဲ့ဒီစစ်အုပ်စုစခန်းတွေဟာလက်ရှိအရက်ကတက်တော်တိုက်ခိုင်းနေတဲ့နယ်ရေကန်စခန်းနဲ့ဗရန်မြို့ကျမရှိနေတဲ့စစ်အုပ်စုစခန်းတွေပဲဖြစ်တယ်လို့ဆိုပါတယ်ငဖဲမြို့အနောက်ဘက်ရှောက်တောင်ရွာအနီးမှာလည်း ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာဆက်လေးရှိတယ်လို့ဆိုပါရယ်။နိုင်ရကန်စက်ခန်းရှိရာရခိုင်ရိုးမပေါ်ကိုစစ်အုပ်စုအင်အားတွေစစ်ကူပေါ်ရမှာတော်လန်ရေးအင်အားစုတွေရဲ့ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့်လက်ရှိအချိန်မှာတော့လွဲကူခြင်းမရှိသလိုတကယ်လို့နိုင်ရကန်စက်ခန်းချသွားပါကစစ်အုပ်စုအနေနဲ့ရိုးမပေါ်ကိုတက်လာဖို့အလန်းဝေးသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တအူးကသုံးသပ်ပါရယ်။ တောင်ပေါ်တွေတိမ့်ရင်ရေပြန့်ကတော့အခုတောင်သူတို့တက်ချင်တိုင်းတက်မရပါဘူးဒီဟာသာတိမ့်ပြီဆိုရင်တော့တောင်ပေါ်တက်လာဖို့ကတော့ဝေးသွားပြီလေလေရင်နဲ့လာကျဲချင်းကျဲဖို့ပဲလက်နဲ့ကြည့်ပြင်ရင်ဖြစ်ပေါ်အဲ့ဒီလောက်အစင်မဲဖြစ်သွားတော့မယ်လို့စည်ရေးတဲ့ရင်ရေမြစ်ကဆိုပါတယ် အင်္ဂလိပ်အခရာဘွေပုံစံအုပ်စုလိုက်ပြန်တန်းလို့ရှိတဲ့ဂျိုးချံငတ်တွေလိုအာရကတက်တော်နဲ့တော်လန်ရေးအင်အားစုတွေရုံးမကိုတဖြည်းဖြည်းဖြတ်ကျော်ဖို့ရှိလာနေပေမယ့်မိုင်းထောင်ချီတဲ့ခရီးအတွက်အ धिक လိုအပ်တဲ့တက်လုံး၊ဇွဲဖိမမှုနဲ့ညှို့ညို့မှုတွေရှိပါမှလိုရခရီးရောက်မယ်ဆိုတာကိုအစိုးရခေမောင်တို့ကဂျိုးချတန်းတချင်းစာသားထဲမှာအခုလိုတည်ဆိုထားတာဖြစ်ပါတယ်။ မျိုးဆက်ရဲ့အာမန်တစ်ခုပါလမ်းကြောင်းမှရွေးချယ်ခြင်းအများနည်းသူတက်လုံမကောင်းရင်မွေးဖွားရာအရက်စီမိုင်းထောင်ချီပြန်နေရင်ဂျိုးကြောင်ငှက်တချို့တလေးချီလာစေကြံ့ရစ်ပြီးဆုံးဖြတ်ချက်တစ်ခုချမယ်အရှုံးနဲ့အောင်မြင်ခြင်းဟာရှိတဲ့နဲ့အားနေမှန်ဟန်နိုင်ပါ